တာလီဇူမာ NN Assurance Channel ပြန်လည်ကြိုဆိုလိုက်ပါရစေ။နေကောင်းချမ်းမကြရဲ့လာမျိုးရွတ်ဟုတ်ပါရစေ။ဒီကနေ့တော့ဝီတာလီခစ်ရဲ့မဟာဒိန်းစန်ဒယာမင်းနောက်ပိုင်းမှာဘာနီထစ်လာလဲဆိုတာသင်သိပါသလား။တခစ်လော တောက်ပွားခဲ့တဲ့ဝီတာလီနိုင်ငံဟာဘလူနီးနဲ့တဖေးဖေးအလင်းမီးပျောက်သွားတာလေ။ဒီနေ့အပိုင်းမှာတော့အဲ့ဒီအမှန်တကယ်စိတ်လှရှားပဲတမိုင်းအဆုံးသက်အကြောင်းကိုပြောပြပေးမယ်။ ဟာဒိစန္ဒယာမင်းတော်ပိုင်းမှာတူရိယာဒိစန္ဒယာမင်းမော်လာဒိစန္ဒယာမင်းပါလာဒိစန္ဒယာမင်းတို့နဲ့အတူဝေတာလီနိုင်ငံဟာစီးပွားရေးတင်မောပို့ဆောင်ရေးနဲ့ဘိတုကအနုပညာတွေလုံးဝတတ်တတ်ကြွကြွလာတယ်။ပင်လင်ကန်ယူယွတ်နတ်မူတာရင်တွာလာမှုတွေအိန္ဒိယနဲ့တရုတ်တို့နဲ့ကုန်သွယ်မှုတွေလှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ်။သို့တော့ခေတ်ကြလာတဲ့အမြနိုင်ငံကြီးအသွင်းကသားဆမင်းဆက်ပိုင်ဆိုင်မှုတွေစတင်တိုးလာတယ်။နယ်နိမိတ်တွေကိုထိမ့်မနိုင်တော့တာ ပင်လယ်စည်းဝါးကြီးလမ်းကြောင်းအသစ်တွေပေါ်လာတာကြောင့်ဝေတာလီဟာမူရင်းအင်အားကိုတဖြည်းဖြည်းဆုံဆုံသွားတယ်။မင်းတပါပြီးတပါအာနာပယ်ဆိုင်မှုတွေထစ်လာပြီးနိုင်ငံတော်တစ်ခုလုံးမှာညှိုးနွမ်းမှုစတင်ခဲ့တယ်။စစ်ဦးစည်းညာကြားညီမညာမှုတွေဗုဒ္ဓဘာသာရေးအဖွဲ့အစည်းတွေနဲ့နိုင်ငံကြီးတက်ရောက်မှုတွေပေါင်းသင်းမှုအကြောင်းဝေတာလီဟာပေါင်းမငြိမ်ထစ်လာခဲ့တယ်။တချို့အမေများကတရုတ်နဲ့မိတ်ဆက်ဖို့စူးစမ်းကြပြီးတချို့ကတော့ ထိုင်းနဲ့ဗမာတို့နဲ့တန်တမန်အဆက်အသွယ်ချဖို့ကြိုးပမ်းခဲ့ကြတယ်။ဒါပေမဲ့နိုင်ငံရေးအခြေအနေပိုမိုဆုပ်ထွေးလာတဲ့အများရခိုင်နိုင်ငံဟာတဖြည်းဖြည်းစွမ်းအားကို ဆုံးရှုံးလာတယ်။ဒီလိုရခိုင်နဲ့အနောက်မြန်မာတမိုင်းအကြောင်းတွေကိုနေ့စဉ်သိချင်းသူတွေရှိတဲ့ဆိုရင် subscribe လုပ်ပေးပြီးနောက်ထပ်အပိုင်းတွေကိုလက်မလွတ်ကြပါနဲ့။တမိုင်းသင်ခန်းစာတွေကိုတပေါင်းတည်းလေ့လာကြရအောင်။ဟုတ်ကဲ့ဆက်လိုက်ကြရအောင်။နောက်ပိုင်းမှာအခက်အခဲအများကြီးကြတဲ့ ဝေတာလီနဲ့ရခိုင်အနောက်ပိုင်းကိုထိမ့်သိမ့်ဖို့ကြိုးစားခဲ့ပေမဲ့ထိုင်းနဲ့ဗမာတို့ရဲ့စစ်တပ်တက်ရောက်မှုတွေကြောင့်နိုင်ငံတော်အခြေခံဟာကျသွားခဲ့တယ်။အဲ့ဒီအချိန်ကစလို့ရခိုင်နိုင်ငံဟာစစ်အောင်ပွဲတွေတဲပေါက်ကြလာပြီးဝေတာလီခေဟာတမိုင်းစာမျက်နှာတဲကိုတတော်လေးနက်နက်ကြံခဲ့တယ်။နောက်ဆုံးမင်းငမင်းကတုံတက်ကရစ်964မှာ1016အထိအုပ်ချုပ်ခဲ့သူငမင်းကတုံမင်းသည်ဝေတာလီခေရဲ့နောက်ဆုံးမင်းဖြစ်ခဲ့ပါတယ်။ ူခိအတွင်မှာနဲမီတဝိုက်တင်ငယ်မှုညော့လာခဲ့ပြီးဒေတာအုပ်ချုပ်မှုအင်အားတွေတိချသွားတယ်အဲ့အချိန်ကနေပဲဝေတာလီခေထာတဖြည်းဖြည်းနဲ့လေးမျိုးခိတို့လောင်လဲသွားတာပါ လေးမျိုးခိထာဝေတာလီခိအပီးပိုင်းမှဆက်လက်ဖြစ်လာတဲ့ခိဖြစ်တယ်နဲမီအုပ်ချုပ်မှုအသက်တွေမြစ်တကြောင်သားရဲ့ပေါ့အခြေခံတဲ့မျိုးစစ်တွေပေါ်ပေါက်လာတယ်ဒါဟာရခိုင်အမှုပညာယဉ်ကျေးမှု နိုင်ငံရေးအသွင်းကဂျီနီတစ်ခုစတင်ဖွာသွားတဲ့အချိန်ဖြစ်တယ် ဝီတာလီခေဟာရခိုင်တမိုင်းရဲ့မော်နူမန့်ဂရေကြီးတတပဲသူတို့အောင်မြင်တယ်လို့သူတို့ပြိုကြတာလဲတမိုင်းနဲ့အတူသင်္ကန်းစာတစ်ခုပါတနိုင်ငံတိုးတက်မှုအတွက်တက်တောင့်တရားမရှိပဲပျော်မှန်းခြင်းနဲ့ဉာဏ်ပညာအမြဲလိုအပ်တယ်ဆိုတာဝီတာလီခေကတသက်အဖြစ်ကြံ့ရှိနေပါတယ်ဒီအပိုင်းကိုအဆုံးထိကြည်ပေးတဲ့အတွက်ဂျေဇူးအထူးတင်ပါတယ်ဒီလိုတမိုင်းဘဟုတုတ္တနဲ့စိတ်လှုပ်ရှားဖွယ်အကြောင်းဒီကို နေ့စဉ်တင်ဆက်ပေးနေတဲ့ NNS Sharing Channel မှာနောက်တဲ့စိတ်ဝင်စားဖွယ်အပိုင်းတွေကိုလာမယ့်အပတ်ဒီမှာဆက်လက် mix ဆက်ပေးသွားမှာ Subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။တင်းရဲ့ like တစ်ခုသာ channel ကိုပိုမိုတန်းဖိုးချစေပါတယ်။နောက်ထပ်တမိုင်းအခန်းတစ်တစ်ခုမှာ NNS Sharing Channel ကနေပြန်လည်တွေ့ဆုံကြမယ်။တမိုင်းနဲ့အတူသင်ခန်းစာတစ်ခုပို့ရအောင်။ကျေးဇူးတင်ပါတယ်။